ရုရှားဘက်တန်ခတ်ပိတ်ဆို့မှုမှန်သမျှရက်ထပ်တို့ဖို့ EU ခေါင်းဆောင်တွေသဘောတူတယ်လို့ဆိုပါတယ်ရုရှားဘော်ချမှတ်တဲ့တန်ကပ်ပိတ်ဆို့မှန်သမျှနောက်6လတက်တန်တိုးဖို့ဥရောပသမဂ28နိုင်ငံခေါင်းဆောင်တွေကသဘောတူလိုက်ပါပြီ။ Kremlin နဲ့ယဉ်နေတဲ့ Hungary နိုင်ငံကအချိန်ဆွဲနေမဲ့စိုးရိမ်မှုကိုလည်းဖြေရှင်းလိုက်နိုင်တယ်လို့ဆိုပါတယ်။ Brussels မှာကျင်းပတဲ့ထိပ်သီးဆွေးနွေးပွဲဆုံးဖြတ်ချက်ကြောင့် Ukraine စစ်ပွဲတော်ရုရှားဘော် EU ဖွဲ့က တစုံလုံးချမှတ်ထားတဲ့တန်ခတ်ပိတ်ဆို့မှုကိုအနည်းဆုံး2026ဇော်ဘာကြီးဆက်လက်တည်ဝင်စီမှာဖြစ်ပါတယ်။ဒီတန်ခတ်ပိတ်ဆို့မှုထဲမှာရုရှားဘဟုဘဏ်မှာ UOB လျက်၂ရာကိုထုတ်မရအောင်ထိန်းချုပ်မှုလည်းပါပါတယ်။ American Dollar တွေနော်ဒေါ်လာ234ဘီလီယံရှိပါတယ်။ Hungary ခေါင်းဆောင် Viktor Orbán ကသဘောထားပြောင်းလဲဖို့ငြင်းဆန်ခဲ့ပါက Moscow ပေါ်ချမှတ်ထားတဲ့ EU ရဲ့စီးပွားရေးအရအပြစ်ပေးအရေးယူမှုဆက်လက်တည်တပ်နေစေဖို့အရေးပေါ်အစီအမံတွေပြင်ဆင်ထားတယ်လို့ရရှိတယ်ကဆိုပါတယ်။ American ပြည်ထောင်စုကငြိမ်းချမ်းရေးကြိုးပမ်းမှုလုပ်ဖို့ဖိအားပေးတဲ့ Budapest ကဒဏ်ခတ်မှုတတန်းတို့ဖို့ညှင်းဆန့်ခဲ့ရင် EU ဖွဲ့ရဲ့ Russia ဘော်ဩဇာကြီးကျယ်ကြာဆင်းသွားမယ်လို့ EU ဖွဲ့ကစိုးရိမ်နေပါတယ်။ ဒီတန်ခတ်ပိတ်ဆို့မှုကို6လတကြိမ်တက်တန်းတို့လိုအပြီးဇန်နဝါရီလမှာတက်တန်းတိုးခဲ့ရမှာဖြစ်ကအဲ့ဒီချိန်ကဗီတာအော်ဘန်ကဆုံးဖြတ်ချက်ချဖို့နောက်ဆုံးချိန်အထိပြင်းထန်ဆန့်ကျင်နေပါတယ် EU အနေနဲ့ရှင်းစွဲတန်ခတ်ပိတ်ဆို့မှုကိုဆက်ထားရှိနိုင်ပေမဲ့လည်းဟန်ဂေရီနဲ့သူ့ရဲ့မဟာမိတ်ဆလိုဗာကီးယားတို့ရဲ့ပိတ်ဆို့မှုကြောင့်နောက်ထပ်တန်ခတ်ပိတ်ဆို့မှုအသစ်တစ်စုံတစ်ရာချမှတ်နိုင်ခြင်းမရှိပါဘူးတန်ခတ်ပိတ်ဆို့မှုအသစ်တစ်စုံတစ်ရာချမှတ်ရေးကိုခွင့်ပြုဖို့ကိစ္စ ဆလိုဗက်ကီးယားကောင်းဆောင်ရောဘတ်တိုဖီကူကလည်းထိပ်သီးဆူးမှညင်ပါနေရုရှားတပ်မှတံငွေတင်သွင်းမှုကို2029ခုနှစ်နှစ်ကုန်မှာဖြတ်တောက်မဲ့ဘရက်ဆဲရဲ့စီမံပေါ်တည်ကြငင်းပွားမှုတွေရှိပြီးဒီလိုညှင်းဆန်ခဲ့တာပါဆလိုဗက်ကီးယားဟာရုရှားတံငွေပေါ်မှီခွန်နေရပြီးသူ့နယ်မြေပေါ်ပိုက်လိုင်းဖြတ်တန်းကလည်းနှစ်စင်ရရှိနေပါလိမ့်အယူကြီးကအာဆူလာဘူဒါလီယန်ကဂျာတာပလင်းရဲ့စော်ပိုင်းကဒီစလိုဗက်ကီးယားကောင်းဆောင်နဲ့တွေ့ဆုံဆွေးနွေးပြီးမဲ့ သူလိုအပ်တဲ့အလျှော့ပေးမှုလည်းမရခဲ့ပါဘူးအဲဒီနောက်တန်ခတ်ပိတ်ဆို့မှုအစ်တစုံတရာအတွက်ထောက်ခံချက်မပေးဘဲထားမယ်လို့ကြေညာပါတယ်ရုရှားကိုဆက်လက်နေပြစီတာမဟုတ်လက်နက်ထုတ်လုပ်နိုင်ဖို့အစိပ်ပိုင်းတွေရရှိစေတဲ့ရုရှားရဲ့ရေနံကုန်သွယ်ရေးမှောက်ခိုးရေနံတင်သင်းမော်တွေဗန်တွေထောက်ပံ့ရေးခွင့်ဆက်တွေကိုပြင်ပထားတဲ့ပြင်းထန်တဲ့တန်ခတ်ပိတ်ဆို့မှုတစုံတရာကိုချမှတ်ပေးဖို့ယူကရိန်းနဲ့ဗရာဇီလန်စကီယာ EU ကောင်ဆောင်တွေကိုပန်ကြားခဲ့တာဖြစ်ပါတယ် ဘလို့ပင်ဆိုပါသေးရုရှားရင်နဲ့ပုံပုံပေါ်ပုံမနှိမ့်ကြတဲ့အမြင့်ဆုံးစီးသတ်မှတ်ဖို့တွန်းအားပေးတာကိုဝါရှင်တန်ကအထောက်ခံမှုပြက်ကွက်ခဲ့လို့ပြန်လည်ရုပ်သိမ်းခဲ့ရတယ်လို့အရာရှိတွေကပြောပါတယ်။ဂျီဇဘန်ဖွဲ့ရဲ့ပုံမကြက်ပြက်တဲ့ပနာမခြေလန်းဒစိမ့်ဒီပိုင်းဖြစ်ဒီလိုရှော့ချဖို့ဂျူပန်ခဲ့တာဖြစ်ပါတယ်။